ဓမ္မကိုကြီးစုများကြီးတင်ပါတယ်အခုဆက်လက်ပြီးတော့ကျွန်တော်တို့ရဲ့ဝိုင်းတော်သားတူဖြစ်တယ်ဒါပေမဲ့ခဏလေးအချိန်ကြီးအကြောင်းကြောင်းကြောင်းပျောက်သွားပြီးတော့အခုပြန်လည်ပြီးတော့ကျွန်တော်တို့အခွင့်အရေးရလို့ join လာတဲ့ကဗျာဆရာချမ်းငင်းကိုကျွန်တော်ဖိတ်ခေါ်ခြင်းပါတယ်ဟုတ်ကဲ့ပါကျွန်တော်အခုလိုဖိတ်ခေါ်ပေးတဲ့အတွက်ကျေးဇူးပါဆရာဦးကိုလေးခင်ဗျာအားလုံးပဲမင်္ဂလာပါ ားလုံးပဲຫນွေဦးပါဒီနေ့အစီအစဉ်မှာ Orange Green Diary ဆိုတဲ့ပြားလေးကိုကျွန်တော်ရွတ်ဆိုပေးသွားမှာဖြစ်ပါတယ်ဒီပြားလေးဟာမေလ7ရက်နေ့ကဖြစ်ပျက်ခဲ့တဲ့ Orange Green ကျေးရွာလေကြောင်းတိုက်ခိုက်မှုအဖြစ်ပျက်ကိုခန်းစားရေးခွဲထားတာဖြစ်ပါတယ်ဒီဖြစ်ပျက်ပေါ်မှာကျွန်တော်တို့နာကျင်ရပါတယ်လူမဆန်တဲ့အကြမ်းဖက်စစ်တပ်အပေါ်မှာလည်း ဆဲဆူစရာတိုင်းတာစရာစကလုံးတွေမဲ့ရပါတယ်။ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ຫນွေဥဒေါ်လာရေးနိုင်ကိုနိုင်မရမှာပါ။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒါမှပဲလေကျွန်တော်တို့တရားမျှတမှုအတွက်လှုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။ကျွန်တော်ကြပြလေးရွတ်ပါမယ်။အားလုံးပဲနားဆင်ပေးကြပါဦးခင်ဗျာ။ဩရင်တွင်တာယာကြီး စာသင်ခန်းမှာလွယ်ကလေးခြံပြီးကျွန်တော်အိမ်ကိုပြန်လာခဲ့ပါတယ်မေအော်တန်ငိုတန်ဆူညံနေတော့ကျွန်တော်ခေါ်တန်ကိုအမေမကြားလို့လားကျွန်တော်ကိုမကြည့်ပဲကျောင်းဘက်စီကိုအမေပြေးသွားနေတယ်အစားတော့ကကောင်းကင်ကဟောကနေအတန်ကြောင့်အလုံးပုံးစရာရှာကြသေးတယ်မြန်လိုက်တာအမေရဲ့ ကျွန်တော်ခြေလမ်းမှာပဲဘုံငနဲ့အတန်ကရောက်လာတယ်။မျက်လုံးတွေအမှောင်ပြကြအမေရေလို့ကျွန်တော်တလိုက်မိသေးရဲ့။ပြန်တရရတော့လမ်းပေါ်မှာကျွန်တော်အိမ်ကိုပြန်ပြေးနေတာပါပဲ။မိခိုးတွေဖုံမုံတွေကြာကျွန်တော်ချက်လောက်တွေလွတ်လပ်ပေါ်ပါနေတယ်။အနီးနားကအော်တန်နေတဖြည်းဖြည်း ဝေးသွားသလိုပဲကြာရမြင်ရဘာမှဖန်ဆုပ်လို့မရတော့ဘူးမေအမေအတန်တော့ကျွန်တော်ပြန်လိုက်လာတော့အမေကကလေးတယောက်ကိုပိုက်ပွေကျွန်တော်နာမည်ကိုအော်ခေါ်နေတာတွေ့တယ်ကျွန်တော်ဒီမှာအမေစာသင်ခန်းမှာလွယ်ကလေးခြံပြီးအမေစီကျွန်တော်ပြန်လာနေပြီလေချမ်းချင်း မေဆယ်လေး2025မှာရေးတဲ့ကဗျာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုကဗျာကိုရွတ်ဆိုပြီးသွားတဲ့အတွက်ကြောင့်ကဗျာဆရာချမ်းချင်းကိုကျေးဇူးများတင်ပါတယ်ဆရာကြီး